ားလုံးပဲမင်္ဂလာပါကျွန်တော်ဖွဲ့ကတော့ကျွန်တော်ရောဂျာနဲ့ကျွန်မအမီကလာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ပြန်ပြန်ဖွဲ့ကတော့ဒီတက်ဝေအောင်နဲ့ No Eric ဖြစ်ပါတယ်ဟောကျွန်တော်မဲနဲ့ရွေးချယ်ခဲ့ရတဲ့တချင်ကတော့မင်းကိုတတိယရင်ဆိုတဲ့တချင်လေးဖြစ်ပါတယ်ဆိုတော့တိုက်ပြီးတော့ဆရာတော်ပြန်ပြီးတော့မှကြည်ပြီးရယ်ပေါ့နော်ကြည်ပြီးတဲ့အချိန်မှာဆိုရင်အဆင်ပြေတယ်ကျွန်တော်ကတော့အာကျွန်တော်လိုအပ်တဲ့စိတ်ပိုင်းကိုအသေးစိတ်ညီပါပါတော့ကြည်ပေးခဲ့တယ် အာကျွန်တော်လောအပ်တဲ့အစိတ်ပိုင်းကတော့ဒီ mood ပေါ့ mood လေးကိုကိုကိုတိုင်းဒီတခြင်းကိုခံစားမယ်ပြီးတပားသူပါဒီခံစားချက်ခုဆက်သွားအောင်အဓိကကတော့ technique တွေဘလောက်ကောင်းကောင်း mood ကအဓိကပေါ့နော်ဒီ emotion ဖြစ်စေရမယ်ဆိုတဲ့ဒီအစိတ်ပိုင်းလေးတော့တပြည့်ကြအာတင်ပြပေးခြင်းပါတယ်ခုရှိသေးရဲ့စာသားစာသားရမယ်လို့အမီမေဖြစ်များဆိုတော့စာသားကိုလည်းယူဆိုင်ပြီးတော့မှအဲကောင်းကောင်းမနဲ့မမအောင်ဆိုနိုင်တဲ့ပိုကောင်းလဲဆိုပြီးမှ suggest ပေးပါတယ်။မင်းနိုင်ပြီးတော့ဒီပြန်ဘက် team နဲ့အပွဲကြတဲ့အချိန်မှာဆိုရင်ပြောရမလဲ။အားလုံးကတော့ဒီအဆင့်ကြီးရောက်လာပြီဆိုကြရတော့ပေါ့နော်။အားလုံးကအရင်ချင်းရှိတယ်ဆိုတဲ့အချိန်မှာဆိုရင်စိတ်တော့ဖြစ်တယ်။ဒါပေမဲ့လည်းပြန်ပွဲလာပြန်ကြရတော့အကုန်လုံးချမယ်ပေါ့နော်။ဒီစိတ်နဲ့ဆိုတော့ဒီစိတ်ကိုပဲအဓိကအားထားတာပေါ့။ကြောက်တဲ့စိတ်ကိုအနေယူဖို့အတွက်ဒီစိတ်ကိုအဓိကထားပါတယ်ဟုတ်။အားနဲ့ချက်နေတဲ့ဆိုရင်တော့အများကြီးတော့ရှာမတွေ့ဘူးပေါ့နော်။ဒါပေမဲ့လည်း ရှာကြည့်ရဲ့အချိန်မှာတော့ဒီလက်ဒီ round က jewel ဖြစ်တဲ့အချိန်မှာ team work ဖြစ်သွားပြီပေါ့နော်သူတို့က individually အရင်ကောင်းတဲ့အရာမြင်ရတယ်ဒါပေမဲ့လည်းဒီ team နဲ့လုပ်တဲ့အချိန်မှာနည်းနည်းအဝင်ခွင့်ကြောင့်နည်းလိုအပ်တယ်လို့မြင်ရတယ်ပေါ့နော်အမေချန်နယ်လည်းသူတွေမြင်ရတယ်ပေါ့နော်အသာချက်အနေနဲ့ကျွန်တော်မြင်ရတဲ့အရာပြောရမယ်ဆိုရင်တော့အော်ကျွန်တော်တို့မြင်ရောရဲ့ဒီအတန်ပေါ့နော်အတန်ဒီ color ပုံစံပေါ့နည်းနည်း match ကိုတွားတယ်ပေါ့နော် ရင်ကျွန်တော်တို့ယောက်ကလည်းလူမျိုးတူချင်းဖြစ်တဲ့ချိန်မှာဆိုရင်တခါတည်း connection ချက်ရတာလည်းလွဲကူတာပေါ့အဲ့ဒီစိတ်ပိုင်းတော့ရှိတယ်ဒါတော့တစင်းတိုက်တဲ့အချိန်မျိုးဟုတ်ဟိုအကုန်လုံးတော့အဆင်ပြေပါတယ်အဆင်ပြေတယ်အဲခေးရလည်းခေးလည်းအဆင်ပြေတယ်အဲဒါပေမဲ့ကျွန်တော်ကကျွန်တော်ဒီဟိုပေါ့ခေါ်တဲ့ဟာမိုနီဒီပါလေးဆိုတဲ့ဟာလေးတော့တိတ်မရင်နေနေတော့ဒီမယ်လိုဒီ လွဲခြင်းဆိုလို့ဖြစ်တာပေါ့အဲတော့မနေ့လေးထိန်းပြီးတော့ဆိုခဲ့ရတာပေါ့နော်ပြန်ဝင်ကြရင်တော့အဆင်ပြေပါမှာကျွန်မတို့နေရာအတန်ချာတော့ဒီတချာအဲ့ဒါအကြဘူးကြဘူးဆိုတော့တတော်မခက်ဘူးအခက်ခဲတော့မရှိဘူးရပြသဆိုတော့အကောင်လောက်ရတယ်အရပါတယ်မဲနေပြီးတော့အခုပြန်လာတာဒီအဲရောဂျာနဲ့အမီကလောက်ဆိုတာအတိရချင်းတော့ဟိုအမီကလောက်ဆိုရင်ဒါ level 2မှာတော့ဒီလိုတည်းပြန်ပြန်ရသေးတာဟုတ် level 3မှာလည်းဒီပြန်မဲ့အနေနဲ့ပဲပြန် တွေ့တော့ဗောနော်အားရတော့အံ့ဩသွားတာအဲ့လောက်ပါပဲဟုတ်ကဲ့ဒီအားသာချက်ဆိုရင်တော့နှစ်ယောက်စလုံးကဒီ performance ဆိုတော့အဲဆိုတာအခုတိုက်နေချိန်မှာတော့တော်တော်လေးကောင်းတော့တွေ့ရတော့နော်သူတို့အားသာချက်လေးပါလားအားသာချက်တော့ဒီလောက်ကြီးသူရှင်မှာတွေ့တယ်ဆိုတော့မရှိဘူးဗောနော်ကျွန်တော်တရားနာတော့ပါဘူး